အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel မှာတွေ့ဆုံလိုက်ပါတယ်ဒီတစ်ခါမိတ်ဆွေတွေကိုပြန်ပြီး share လုပ်ပေးမယ့်ဗီဒီယိုလေးကတော့ကိုယ့်ရဲ့ကိုယ့်မှာရှိတဲ့ Facebook ဘောက်ကနေပိတ်ဆံချလို့ရအောင်ဘယ်လိုလုပ်မလဲဆိုတော့အဲနေ့လေးကိုဒီနေ့မိတ်ဆွေတွေကိုပြန်ပြီးမျှဝေပေးပါမယ်နော်မိတ်ဆွေမှာ Facebook ဘောက်တော့ရှိတယ် Facebook ပြီးတော့မရှိဘူးဒါမှရပြဿနာဖြစ်ဘူးနော် Facebook ပြရပြီးရှင်လေးဖြစ်တယ်ပြီးမရှိရင်လေးဖြစ်တယ်အကောက်ခံနေရှာလို့ရဒါမှမပြီးနေအကောက်ပြီးနေတော့မတူဘူးပေါ့ဗျာနော် အဲ့ဒါကိုကျွန်တော်ဒီနေ့မိတ်ဆွေတို့ပြန်ပြီး sharing လုပ်ပေးပါမယ်ဒါကတော့မသိသေးတဲ့မိတ်ဆွေတွေများအတွက်เนาะခုစီများ social media ပေါ်မှာဟုတ်လား TikTok တို့ YouTube တို့ Facebook တို့ပေးပေါ်မှာဟုတ်လားပိတ်ဆံ share လုပ်လို့လည်းတော်များလာကြပြီအဲ့ဒါကိုအခုမသိသေးတဲ့မိတ်ဆွေတွေများကျွန်တော်ပြန်ပြီး sharing လုပ်ပေးပါမယ်ဘွားပေါ့ဗျာအခုမှ Facebook ပေးတော့မရှိဘူးဒါပေမဲ့အကောက်တော့ရှိတယ်เนาะကောင်းမလဲကောင်း follower တွေအသင်တွေရှိနေပြီဟုတ်လားဒီ friend တွေအသင်တွေရှိနေပြီဆိုရင်မိတ်ဆွေဒါကိုပေးပုံစံပြောင်းလို့ရတယ်เนาะ ဲ့ဒါကိုဘယ်လိုပြောင်းအောင်လဲဆိုတော့ဒီနေ့မိတ်ဆွေတွေကိုပြန်ပြီးကျွန်တော်ကဒီမတူတူတဲ့မိတ်ဆွေတွေများတဲ့ပြန်ပြီးရှင်းပြရမယ်နော်โอเคအဲ့ဒါကျွန်တော်လို့စမယ်အဲ့ဒါဆိုရင်တော့မိတ်ဆွေကပထမဆုံးအနေနဲ့မိတ်ဆွေရဲ့ Facebook page တွေ Facebook ကိုရဲ့ Facebook account တွေကိုဝင်ဝင်ပြလဲပါနော်ဟုတ်ပြီပထမဆုံးမိတ်ဆွေကမိတ်ဆွေရဲ့ Facebook တွေကိုဝင်ဝင်ပြလိုက်ပါနော် Facebook တွေကိုဝင်ဝင်ပြလိုက်ပါ โอเคအဲ့မျိုးပေါ်လာပြီဆိုရင်တော့မိတ်ဆွေဒီနေရာမှာဒီကိုယ့်ရဲ့ဒီ party ဝင်ပြီလေပါကိုယ့်ရဲ့ဒီ profile လေးဝင်ပြီလေပါเนาะဒီလူရုံးလေးဒီလူရုံးလေးနဲ့ဒီသင်္ကြန်လေးပေါ်ကိုနှိပ်ပြီးတော့ဝင်ပြီလေပါเนาะโอเคအဲ့လိုမျိုးပေါ်လာပြီဆိုတော့မိတ်ဆွေဒီနေရာမှာဒီနေရာမှာဒီဒီညာဖက် channel လေးကဒီအဆက်ဆုံးချက်လေးကိုနှိပ်ပြီးလေပါเนาะညာဖက် channel လေးကအဆက်ဆုံးချက်လေးကိုနှိပ်ပြီးလေပါ โอเคအစကတည်းကကိုနှက်ပြီးပြီဆိုတာနာမည်ဆိုရင်ဒီမျိုး setting မျိုးကြာလာပါမယ်เนาะ setting ကြီးကြာလာပါပြီเนาะโอเคအဲ့ဒါလေးထည့်ရမှာကျွန်တော်တို့ဒီနေရာမှာဒီ only ကိုနှက်ပြရပါမယ်ဒီ turn on professional mode ဆိုတဲ့ဒီ only ကိုထပ်နှက်ပြရပါမယ် turn on professional mode ဆိုတဲ့ဒီ only ကိုထပ်နှက်ပြလိုက်ပါโอเคအဲ့လိုမျိုးပေါ်လာပြီဆိုတော့နာမည်ဆိုရဒီနေရာမှာ turn on ဆိုတဲ့ဒီ only ကိုထပ်နှက်ပြရပါမယ် ဒီကောင်လေးကိုထပ်နှိပ်ပြရပါမယ် Okay အဲ့လိုမျိုးပေါ်လာပြီဆိုတော့လည်းမိတ်ဆွေရဲ့ဒီနေရာမှာဒီအောက်က next ကိုနှိပ်ပြရပါမယ်အော်ဒီ next ကိုနှိပ်ထပ်နှိပ်ပြလိုက်ပါ Okay အဲ့လိုမျိုးပေါ်လာပြီဆိုတော့လည်းနောက်ထပ်တစ်ခေါက်ဒီနေရာမှာအောက်ကအပြိုင်ရောစာလေးနဲ့ next ကိုထပ်နှိပ်ပြရပါမယ်ဒီကောင်လေးကိုထပ်နှိပ်ပြရပါမယ် next ကိုထပ်နှိပ်ပြလိုက်ပါ โอเคဒီနေရာမှာကျွန်တော်တို့ကဒီကောင်လေးကိုကျွန်တော်တို့ဒီ public ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ကဒီမှတ်ရှိပြပြရပါမယ်เนาะဒီ public ဆိုတဲ့နေရာလေးကိုထည့်နေပြလိုက်ပါဒီ client ကိုနေပြလိုက်ပါ sorry 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 ကျွန်တော်ကဒီ public ကိုနေရမယ်เนาะအဲ့ဒီ public ဆိုတဲ့နေရာလေးကိုနေရမှာဘာလို့ဆိုတော့ကျွန်တော်ကဒီဒီ အကောက်ကနေကျွန်တော်တို့ပေးပုံစံပြောင်းမယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ public ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ကအမှန်ရှိပေးပြထားပါမယ်အဲ့လိုထပ်ထပ်ပေးရပါမယ်နော် okay ဒီကောင်လေးကိုထပ်နေပေးရပါနော်အကောင်လေးနှိပ်ပြီဆိုတော့လည်းမိတ်ဆွေဒီနေရာမှာဒီ next ဆိုတဲ့နေရာလေးကိုထပ်နေပေးလိုက်ပါအောက်က next ဆိုတဲ့နေရာလေးကိုထပ်နေပေးလိုက်ပါနော် okay အဲ့ဒါပြီးပြီဆိုတော့လည်းကျွန်တော်တို့ကဒီအောက်ကဒီနေရာမှာ conference ဆိုတဲ့အပြောင်းအလဲဇာလုံးလေးကိုထပ်နေပေးလိုက်ပါ conference ဆိုတဲ့ဒီပြောင်းဇာတ်လမ်းတွေကိုထပ်နေပြည်ပါ Okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီညမှာဒီမှာတွေ့လာ start ရေ subscription ပေါ်လာပါပြီအဲ့ဒါပြီးပြီဆိုတော့ねကျွန်တော်ဒီမှာ organ organ နဲ့နောက်ထပ်တစ်ခေါက်ဒီ next ဆိုတဲ့နေရာလေးကိုထပ်နေပြည်ပါနောက်တစ်ခေါက်ကြာနေပါသေးတယ် Okay အဲ့ဒါပြီးပြီဆိုတော့ねကျွန်တော်ဒီညမှာဒီအောက်က next ဆိုတဲ့နေရာလေးကိုထပ်နေပြည်ပါ နော်အဲ့လိုပေါ်လာဆိုရင်နေဆိုတဲ့နေရာလေးကိုထပ်နေပြလဲပါဒီကောင်းလေးကိုထပ်နေပြရပါမယ် Okay အဲ့လိုပေါ်လာပြီဆိုတော့ next ဆိုရင် go to provision dashboard ဆိုတဲ့နေရာလေးကိုထပ်နေပြလဲပါဒီအောက်ကအပြောင်းစာလုံးလေးကိုထပ်နေပြလဲပါဒီကောင်းလေးကိုထပ်နေပြလဲပါနော် Okay အဲ့ဒါသင်ရတော့ပါပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ Facebook ပြီးတော့မဟုတ်ပါဗျာเนาะကျွန်တော်တို့ Facebook အကောင့်ကိုကျွန်တော်တို့ကပြပုံစံပြောင်းလိုက်တာပါเนาะ ပေးပုံစံပြောလိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီပေးသဘောမျိုးဖြစ်သွားတာပေါ့ဗျာနော်အပေးနဲ့တော့မတူဘူးဒါမှမဟုတ်ပေးသဘောမျိုးဖြစ်သွားတယ်ဗီဒီယိုတင်တာကတော့ဒီကောက်ထွက်ကနေနေရပါမယ်ပေးမှာဆိုရင်တော့ကျွန်တော်တို့ဒီခရုံးတက်ကနေတော့တင်ရပါမယ်နော်ဒီအကောက်ဆိုရင်တော့ကျွန်တော်တို့ဒီထက်ကနေတခါတန်းတင်လို့ရပါတယ်ဖိဘောက်ပြကြရင်တော့ကျွန်တော်တို့ဒီ Google Chrome တက်ကနေတခါတန်းတင်ရပါတယ်ဒါမှသာလေးဆွေးနေတာပါโอเคနောက်ဆိုကျွန်တော်ပြန်ထွက်လိုက်ပြီနော်ကြည့်လာမယ့်ရှိတော့ကျွန်တော်ဒီအကောက်ဘယ်လိုဖြစ်သွားလဲဆိုတော့ကြည့်လာโอเคကျွန်တော်ထွက်လိုက်ပြီနော်မြည်ပြီကျွန်တော်ပြန်ဝင်လိုက်ပြီနော် ခဲ့ပြီးရင်ကျွန်တော်ဒီခုနကကျွန်တော်ရဲ့ဒီ profile လေးကိုပြောင်းမပြလိုက်ပါမယ်။အမှတွေ့လား။အခုဆိုရင်ကျွန်တော်တို့ဒီမှာလုံးဝပစ်မှုလည်းလုံးဝပြောင်းတော့ပါပြီဒီနော်။မတွေ့လားဒီမှာ profile digital creator ဆိုပြီးတော့ပြောင်းတော့ပါပြီဒီမှာတွေ့လား။နော်။အခုက account နဲ့ဒီမတူတော့ဘူးဟုတ်လားမလား။ကျွန်တော်တို့ဒီ account ပုံစံဒီ account ကနေကျွန်တော်တို့ဒီပစ်မှုတွေတစ်ခါလေးဖြည့်တော့ပါပြီနော်။ Okay ။ဒါကတော့အကိုရဲ့ Facebook ကောက်ကနေပိတ်ဆံချဖို့စဉ်းစားထားတဲ့မိတ်ဆွေတွေများအတွက်ဒီဘုရားရိုးရိုး Facebook ကောက်ကိုကျွန်တော်တို့ပိတ်ပုံစံဖြောင်းလင်းလေးကိုမိတ်ဆွေတို့အတွက်လောက်ပြလောက်ပြပေးရခြင်းဖြစ်ပါတယ်နော်အာဒါတိတိသူများတို့ကြော်တော့ပါဗျာနော်မတိတိတဲ့မိတ်ဆွေတွေများအတွက်လောက်ပြရခြင်းလည်းဖြစ်ပါတယ်โอเคအဲ့ဒါဆိုရင်တော့မိတ်ဆွေတို့အားလုံးအချိန်ပြကြပါစေဗျာနော်